နေ့တော်ကြာလောလောခဲကြတဲ့ဝန်ထမ်းတွေကိုဒိန်းဆဲချီကျေးဇူးပြန်ဆက်ခဲ့တဲ့နယ်ပို့ရင်ထဲဆိုင်အလုံးမဲမိကလာပါဗမိစနောင်းကနေကျဆလိုက်ပါတယ်နယ်ပို့ရင်ထဲဆိုင်ကပရိုက်တာလုတ်တွေကိုတတက်ကြွကြလုံးလေးရှိပြီးအလို့တန်းဆိုရင်ရှေ့ဆောင်ကနေပောင်းဝင်တတ်သူပေါင်းနယ်ပို့ရင်ဆိုင်ပိုင်ရှင်ဟာရုပ်ဖြတ်ပြီးတကယ်လိုအပ်နေတဲ့သူတွေကိုလှူတာကြောင့်သူ့ကိုလေးစားသူတွေလည်းရှိပါတယ် ဒီတခါမှာတော့အနွယ်ဘုံရင်ဆိုင်ပန်ရှင်ကသူတို့ရဲ့ဆိုင်ကဝန်ထမ်းတွေအတွက်တယောက်ကိုသိန်း20စီဆွချင်းမြင့်ခဲ့တာပေါ့သူတို့ဆိုင်ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအခုလိုမအောင်မြင်သေးပဲဆိုင်ကွဲတွေလည်းမဖွင့်လင်းနိုင်သေးပါဘူးလမ်းမတန်းမှာဆိုင်ကမ်းမငားနိုင်တဲ့အတွက်အခြားနေရာမှာဆိုင်ကမ်းတစ်ခုကိုတလ၄သိန်းနဲ့ပဲငှားနိုင်ခဲ့တာပေါ့အထယ်လေးတွေကိုလမ်းဘေးမှာရောင်းချခဲ့ရပြီးအောက်ခြေကနေတဖြည်းဖြည်းစူးစမ်းရင်းကနေအခုဆိုရင်တော့ဆိုင်ကွဲများစွာပိုင်ဆိုင်ထားပါပြီ ဆိုင်ဖွင့်ကလေးကသစ္စာရှိပေးခဲ့ကြတဲ့ဝန်ထမ်းတွေကိုနွယ်ဘိုးရင်ကတယောက်ကိုသိန်း20စီဆွချင်းမြင့်ခဲ့တာပေါ့သူတို့ရဲ့ဆိုင်ကိုစေတနာထားပြီးရောင်းချပေးတဲ့မန်နေဂျာကိုတော့သိန်း90ပေးခဲ့ပါတယ် နယ်ပေါ်ရဲ့ထဲဆိုင်ပိုင်ရှင်ဇနီးမောင်နှံကအလုံးကိုမိသားစုလိုသဘောထားတဲ့အပြင်ဆိုင်ဖွင့်ကလေးကကောင်းတူဆိုးတူရှိပေးလာခဲ့သူကိုပြန်လဲကျေးဇူးတင်တတ်တာဖြစ်ပါတယ်။နယ်ပေါ်ရင်ဆိုင်ပိုင်ရှင်ဟာဇပွဲတို့ဘဝကနေဆိုင်ပိုင်ရှင်ဘဝရောက်အောင်စူးစမ်းလာခဲ့ရတာကြောင့်ဝန်ထမ်းတွေရဲ့ဘဝကိုဆောင်နာသူဖြစ်ပါတယ်။ဝန်ထမ်းတွေအတွက်နယ်ပေါ်ရင်လိုအလုပ်ရှင်တယောက်ရဖို့ဆိုတာကမလွယ်တာကြောင့်ဒီလောက်မြများဆဆောင်းငွေတွေရတဲ့အခါမျက်ရည်ကျရတဲ့အထီကိုဝမ်းသာနေကြပါတယ်။နယ်ပေါ်ရင်ထဲဆိုင်မှာဝန်ထမ်းများစွာရှိပြီးဒီဝန်ထမ်းတွေအတွက်လည်းသိန်း၃၀စီပေးခဲ့တာပါ။ ။နှွေပိုးရင်ထဲဆိုင်ကထယ်ရီဟာဈေးချလာကြအောင်ခြေကံလူတန်းစားရည်အတွက်တော့အဆင်ပြေပြီးအလူပေးနေတယ်လို့ထင်ရလောက်အောင်လူရဝယ်ယူကြပါတယ်။စေတနာကမ္မုန်နဲ့နွယ်ပိုးရင်ထဲဆိုင်က၃နှစ်အတွင်းမှာရန်အောင်မြင်လာပြီးခုလိုအောင်မြင်လာတာကလည်းဝန်ထမ်းတွေရဲ့အားကြောင့်လည်းပဝင်တယ်လို့ဆိုင်ပန်ရှင်ကယူဆပြီးသားဖြစ်ပါတယ်။ဆိုင်ဆောက်ဖွင့်ကလေးကနေစတင်ပြီးဒီလိုနေထားထိရအောင်ကိုဆိုင်လိုသဘောထားပြီးလောလောပေးခဲ့ကြတဲ့ဝန်ထမ်းတွေက နွယ်ပေါ်ရင်မိသားစုကပြန်လဲကျေးဇူးဆက်တာဖြစ်ပါတယ်။ဝန်တန်းတွေအတွက်ဒီလောက်များများဆဆငွေပမာဏရဖို့ဆိုတာမလွယ်ကူသလုံး။နွယ်ပေါ်ရင်လုံးကိုချင်းစားစိတ်အပြည့်ရှိတဲ့အလုပ်ရှင်တယောက်နဲ့တွေ့ဆုံဖို့ဆိုတာကလည်းမလွယ်ကူပါဘူး။ဆိုင်ဖွင့်ကလေးကနေကိုလုံငန်းလိုသဘောထားပြီးတော့လုံလုံပေးကြတဲ့ဝန်ထမ်းတွေရဖို့ဆိုတာကလည်းနွေပိုးရင်အတွက်မလွယ်ကူပါဘူးအပြန်လန်ကျေးဇူးပြုနေကြတာကြောင့်နွေပိုးရင်ဆိုင်ပိုင်ရှင်ကဒိန်းဆဲချိပြီးတော့ကျေးဇူးဆက်လိုက်တာပေါ့သုံးနှစ်တောင်လုံလုံခဲ့တဲ့ဝန်ထမ်းတွေကို bonus day မြများပေးဖို့ဆိုတာရှားပါပေမဲ့နွေပိုးရင်ကတော့ဝန်ထမ်းတွေကိုလည်းပြောင်းထားတဲ့သူပေါ့ ်ရဲဘုံဟာသူအောင်မြင်လာတာနဲ့အမျှသူ့ကိုအောင်မြင်အောင်တူတူစ조사ပေးခဲ့ကြတဲ့ဝန်ထမ်းတွေကိုလည်းမမေ့ခဲ့ပါဘူး။ဒါကြောင့်ရဲဘုံရဲ့ထဲဆိုင်ပိုင်ရှင်ကိုတာရုတွေခေါ်နေကြပြီးဒီထက်ပိုပြီးကြီးပွားမဲ့သူဖြစ်မှတ်ချက်တွေပေးနေကြပါတယ်။ရဲဘုံကဝန်ထမ်းတွေကိုတယောက်ကိုသိန်း20စီကျေးဇူးတုတ်ပြန်ခဲ့တာကြောင့်အားကြောင့်မှုတွေလည်းရရှိနေပါတယ်။ ရွှေဘုံဟာအလို့တန်းလဲရရောတလို့စိတ်ထားလဲပြေဝသူဖြစ်ကြောင်းဒီလုံရက်လေးကနေတဆင့်အလုံးကတိသားကြပါတော့တယ်။ဆိုင်မှာသုံးနှစ်တာလုံးလုံးပေးခဲ့တဲ့ဝန်တန်းတွေကိုတယောက်30စီကျေစုတုတ်ပြန်ခဲ့တဲ့ရွှေဘုံအထယ်ဆိုင်ကိုပရိသတ်ကြီးရောအားချနေပြီလားဆိုတာပြောပြခဲ့ကြပါအောင်ရှင်။ကျေစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေစုတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။